ဟယ်လိုအလုံးမင်္ဂလာပါဒီနေ့ကတော့တရုတ်ဟင်းချက်ပြမှာဖြစ်ပါတယ်တရုတ်ဟင်းချိုလေးပါနော်ဒီကမိုလေးပါမယ်မိုလာထုတ်လေးပါမယ်ဒီတော့ကြက်ဥပါမယ်အသားပိုင်ပူကောင်းတယ်ဗျာပြန်ကြည့်လို့ပါမယ်ဒေးတန်းလေးထည့်လို့လည်းရတယ် တီးဆုံလေးတွေထည့်လို့ရတယ်ဗျနော်အဲ့ဒါစီလင်းနဲ့ကြော်ကြော်ပြီးပြီဆိုလို့ရှိရင်ရေလဲရေလေးထည့်ထည့်ပြီးပြီဆိုရင်ချက်သားမုံရဲ့ QC လေးရဲ့နံပြက်ရေးလေးရဲ့စားလေးရဲ့ချက်သားမုံလေးရဲ့ထည့်ထည့်ပြီးပြီရေပွက်ပွက်လေးစုသွားပြီဆိုလို့ရှိရင်အဲကိုကြိုင်းနေတဲ့အတီးနံလေးတွေထည့်ထည့်ပြီးပြီဆိုရင်ရသွားပါပြီ။သူကဟင်းချုပ်ဖြစ်တဲ့အတွက်သူကစပြုတ်လိုမျိုးပဲအရင်စားလို့ကောင်းတယ်။သူကဟို ကျမရေးနေလဲညီညွတ်တယ်ပေါ့နော်ကလေးလူကြီးမီအကုန်လုံးစားလို့ရပါတယ်ချင်းဒါကတော့ကျမအရင်ကြိုက်တယ်ပေါ့နော်ဟင်းကလေးဟင်းရည်ကလေးချူချူလေးအဲတို့ကပြောင်းဘူးတွေလည်းပါတယ်အတွက်မိုလေးနဲ့ဆိုတော့ချူပြီးသားပဲပြောင်းမုံလာထုံးအရတာလေးကလည်းချူချူလေးဆိုတော့သူအရတာကလုံးဝအရင်စားလို့ကောင်းပါတယ်လို့ ခင်ရကြတဲ့လူကိုရှာတဲ့လူတွေအတွက်လည်းအရန်တင်းတော့ပါတယ်အရန်စားလို့ကောင်းပါတယ်ပပ